အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Tobly အစီအစဉ်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့လင်းထောင်တဲ့နှစ်ယောက်ကျွန်တော်တို့ပုံမှန်နှက်ဆက်နေကြဖြစ်တဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အတွင်းမှာရှိရလက်ရှိစီးရေးနိုင်ငံရေးကိစ္စတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တို့ညီကိုတော့ကဆွေးနွေးတော့ဖြစ်ပါတယ်မင်္ဂလာလင်းထောင်ရေဟုတ်မင်္ဂလာပါကိုကဲဒီနေ့တော့ငါတို့စီးရေးနိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းတွေပြောကြရအောင်စီးရေးနိုင်ငံရေးနဲ့ပတ်သက်တဲ့သတင်းတွေပြောမယ်ဆိုတော့အရင်ဆုံးပြောချင်တာတော့တောင်ခမ်း တောင်ခမ်းအကြောင်းလေးပြောခြင်းလေတောင်ခမ်းအကြောင်းကဘာကြောင့်ပြောခြင်းလဲဆိုတော့တောင်ခမ်းကလက်ရှိဦးအကျံပတ်ဒီစစ်တပ်ဘက်ကနေပေါ့နော်သူအရန်ကိုပါတောင်ခမ်းလက်ပတ်သက်လော်ရာကိုမြင်ရတယ်ပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်လေတောင်ခမ်းကနေပြန်လာတဲ့သူတွေကိုတော့အောင်ခွဲရစစ်တီဆိုပြီးကိုယ်ကျူဆူကြတယ်အကောအခမ်းဒီအခမ်းအနားနေပေါ့နော်အိုးစီဘုံပေါင်းနေတယ်ကျူဆူတယ်ဆိုတော့အဲ့ဒီကကိုမြင်တော့ဘာလို့ကြီးကြီးလဲဆိုတော့ဒီတောင်ခမ်းကနေသူတို့ဒီလိုကျူဆူတဲ့အနေအရာမှာပေါ့တောင်ခမ်းကလက်ရှိကသူတို့က ီဟိုတောင်ခန်းကနေမှနောင်ချိုသူတို့တိမ်းသွားနိုင်ရလဲမဟုတ်ဘူးเนาะတောင်ခန်းကိုမကြောက်ဘူးခံချလာတာခံချလာတာကိုသူကဒါအောင်ခွေးရစစ်တီသူတို့ကြိုးစိုးတယ်ဗောနော်ဆိုတော့အဲ့ဒီမှာဒေတာဆိုလို့ရှိရင်ဒါစစ်တက်ထဲမှာနေခဲ့ဘူးလေရှင်းကြမ်းလဲတွားခဲ့ဘူးလေအဲ့တော့အောင်ခွေးကြီးပြန်လာတဲ့စစ်သားတွေကိုကြိုးစိုးတာနဲ့အခုလက်ရှိဒီလိုကြိုးစိုးတဲ့ပုံစံတွေကဟိုဘယ်လိုမျိုး ွာချမ်းမှုတွေရှိတယ်အဓိကအဲ့ဒီကနေပတ်သက်ပြီးတော့ဒီအမြင်ပေါ့နော်ဒါတကောင်းလေးတမင်တကာယူတောင်းလေးလိုနေတာလားတကယ်တကောင်းလေးနိုင်နာတာလားဆိုတာလေးတစ်ချက်တော့ယူပြီးပြောကြရစ်ပေါ့နိုင်လာလာလားဆိုတာမနိုင်လာဘူးမနိုင်နိုင်လားမနိုင်လားဘူးဆိုတာတဲ့ပေါ့နော်အရင်ဆုံးပြောချင်တာတောင်ခမ်းရဲ့စည်ရေးချင်နေကိုကျွန်တော်အရင်ဆုံးကျွန်တော်ကျွန်တော်တီးတလောက်မြင်သလောက်အရင်ပြောချင်တယ်ပေါ့နော်အဲ့တော့တောင်ခမ်းကဒါနောင်ချိုတိုက်ပွဲတွေနောင်ချိုမျိုးကိုရရှိပြီးပြီးဆိုရဲက TNL နဲ့ အာ PDF ပူပေါင်းတက်တွေဆက်ပြီးတော့အာဘောတော့ဟိုစစ်ကိုအာရှေ့ဆက်ထားတဲ့နေရာတခုလို့ကျွန်တော်ပြောလို့ရတယ်အာတောင်ခမ်းမှာဒါအမြောက်တက်တွေဘာတွေ ਨੇ ဘောတော့တော်တော်များများဟိုဟိုရင်ဆိုင်ပြီးတော့နေရာတော်တော်များများဒါထိန်းချုပ်ထားနိုင်တဲ့အာထိန်းချုပ်ထားနိုင်ခဲ့တဲ့နေရာတခုဖြစ်တယ်ဘောတော့အခုဒီတောင်ခမ်းဆိုတဲ့နေရာကိုအဲ့ဒါဟိုဟာပေါ့နော်တောင်ခမ်းအနီးတစ်ဝိုက်ကဥစ္စာတွေကို DNL ဘက်ကပြန်ပြီးတော့ လက်လှုပ်ပလိုက်ရတာကြီးလေအခုနောက်ပိုင်းရှိတယ်ပြောရမယ်ဆိုတောင်ဆန်းစစ်မြေပြင်ကတော်တော်လေးကိုကျန်းနေတဲ့အနေအထားရှိတယ်။ဘာလို့ကျန်းလဲလို့ကျွန်တော်ပြောရမလဲဆိုရင်အာဒီစစ်တပ်ဘက်ကနေပြီးတော့သူတို့ပြည်သူစစ်မှုတန်းကရလာတဲ့အင်အားတွေရယ်အဓာရီကိုပေါင်းဖြည့်ပြီးတောင်ခမ်းမှာအင်အားကိုတော်တော်ဖြည့်ထားတယ်။အဓိကတောင်ခမ်းကြရင်ပြင်းဝင်ရလှုပ်ပြီ။ပြင်းဝင်လှုပ်ပြီဆိုရင်သူတို့အတွက်အလဲပိုင်းတိုင်းတွေလည်းထပ်လှုပ်မှာ။အဲ့တော့ပြောရမယ်ဆိုစစ်ကတောက်လျှောက်ပွက်လာပြီဆိုရင်ထိမ့်မရတဲ့အာ ဟိုဘာလို့လာဘခါလို့ဘာလို့ထိပါထိမရနိုင်တဲ့အနေအထားတစ်ခုတည်းဖြစ်သွားနိုင်တယ်အဲ့တော့ပြောရမယ်ဆိုတောင်ခန်းကရှည်တန်းသူတို့ရဲ့ပြင်းလို့ရရှည်တန်းခန့်စစ်နယ်မြေလို့ကျွန်တော်တို့ပြောလို့ရတယ်ဘောနော်ရှည်တန်းခန့်စစ်စီးဘောနော်အဲ့တော့ဒီခန့်စစ်စီးကအရန်ကိုအရေးကြီးတယ်တကယ်တမ်းကျတော့ကျွန်တော်တို့လောက်ကင်ကြပြီးတယ်ဆိုတဲ့အချိန်မှာဟိုဘက်ကတောင်းလျှောက်လာရှုရှေ့ကဥစ္စာတွေကြလာပြီးတော့ drone ဆိုလာရှုကိုကောက်ဝင်သွားတာဘောနော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့ အာတောင်ခမ်းကလည်းသူတို့ရဲ့အာဟိုဟာဘာလဲစီရင်ချင်နေရအာသူတို့ရဲ့ရှည်တန်းခန့်စီတစ်ခုဖြစ်တယ်အဲ့တော့ဒီရှည်တန်းခန့်စီကိုသူတို့အနေနဲ့မထိန်းနိုင်ဘူးဆိုရင် ပြင်းလို့လည်းနဲ့မန္တလေးဒီအာဘာလဲစစ်တပ်အတွက်စိတ်ပူရနေမြစ်တစ်ခုစိတ်ပူရအခြေအနေကိုလုံးဝကျသွားနိုင်တဲ့အနေအနေထားတစ်ခုလို့ကျွန်တော်ပြောလိမ့်မယ်အဲ့တော့ဒီဟာကိုဟိုဟာဖြစ်တဲ့အချိန်မှာ TNL ဘက်ကလည်းဟိုလာဒါဒီတောင်ခမ်းကိုရောက်တဲ့အချိန်မှာဒါသူတို့ ပြင်ဆင်ဖို့ဘာဖို့ညာဖို့အတွက်လာတော့မသိဘူးအာတို့အနေနဲ့ရှေ့ဆက်မတိုးဘဲနဲ့တောင်ခမ်းမှာစစ်ကိုထိန်းထားတဲ့အနေအထားတစ်ခုကိုကျွန်တော်တွားပြီးတော့တွေ့ရအဲ့တော့အဲ့ချိန်မှာစစ်တပ်ကြီးအာတရုတ်ကိုအာပြောပြီးတော့ MNDA တို့ TNL တို့အာ A တို့နဲ့ဆွေးနွေးပွဲတွေလုပ်ဖို့ကိုစကြိုးစားလာတဲ့အချိန်တစ်ခုလို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ပြီးခဲ့တဲ့လာရီမှာဒါ TNL နဲ့ဆွေးနွေးမှုတွေလုပ်ထားတယ်။ဆွေးနွေးမှုတွေလုပ်ထားပြီးမကြောက်အကြားထဲမှာလည်းနောင်ချိုးတို့ဟိုဟာတို့ဇက်တိုက် ုံးเจ้าတွေဟိုဘုံကျဲဟိုဟာတွေပုံကျဲဒီဟာတွေဘုံကျဲလုံနေတဲ့အခြေအနေတွေကိုလည်းကျွန်တော်ဇက်တိုက်ကိုတွေ့ရအဲ့တော့စစ်တပ်ဒီဒီတောင်ခမ်းနယ်မြေကိုလုံးဝအဆုံးရှုံးမခံအဲ့အဆုံးရှုံးမခံတဲ့အတွက်သူတို့ ਨੇ ရှိသမျှအင်အားနဲ့ရှိသမျှလက်နက်ခဲယမ်းကိုပုံအောပြီးတော့တုံးဆွဲနေတဲ့အခြေအနေတခုကိုကျွန်တော်တို့တွားပြီးတွေ့ရတယ်ဘယ်လောက်ထိအောင်တုံးလဲဆိုရင် drone နေနဲ့လည်းဘုံကျဲတယ်လက်နက်ကြီးနေနဲ့လည်းပြစ်တယ်လင်းရင်နဲ့လည်းအာ DNL ရဲ့နောက်တန်းခံစစ်နေရာတွေကို အပြစ်တယ်ဆိုတဲ့နေရာမျိုးအခြေအနေမျိုးထိကိုကျွန်တော်တွေ့ရပြောရမယ်ဆိုတောင်ခမ်းရဲ့အခုတောင်ခမ်းရဲ့ဘောနော်ဟိုတောင်ခမ်းကြီးပြင်ဝင်တဲ့မန္တလေးအတွက်ရှေ့တန်းခန့်စီကြီးဖြစ်သလို TNN လေးအတွက်လည်းအဟိုဘောနော်စစ်တပ်ကိုလက်ရှိသူတို့တိမ့်မတ်ရရှိကြတဲ့နေမျိုးပြန်လည်းမဆုံးရှုံးရေးအတွက်ဘောနော်ဟိုခန့်စီနေရာကြီးတောင်ခမ်းလို့ကျွန်တော်ပြောလို့ရအဲ့တော့ပြောရမယ်ဆိုနှစ်ဖွဲလုံးအတွက်စစ်ပြူပါအရအရေးကြီးတဲ့မြေနေရာတစ်ခုလို့ကျွန်တော်ပြောလို့ရအဲ့တော့ဒီနေရာကို နှစ်ဖက်ကလည်းအသေးအံအာကာကွယ်တိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့စစ်တပ်အနေနဲ့အာဘောလို့အာဒီတောင်ခန်းကိုရရှိဖို့အရေးကိုအာရရှိဖို့ဆိုတာထက်တောင်ခန်းကိုလက်မလွတ်ရအရေးကအာသူတို့အတွက်ပထမဦးစားပေးဖြစ်တယ်အဲ့တော့တောင်ခန်းကိုဆက်ရပြီဆိုနောင်ချိုလို့ပါလို့ဆက်တိုက်ဖို့ကလမ်းကြောင်းကတော်တော်လေးကိုပွင့်သွားတယ်အခုဒီတောင်ခန်းတဝိုက်မှာသူတို့အနေနဲ့ထောက်ဖို့လမ်းကြောင်းတွေကောင်းကောင်းလေး ထိန်းချုပ်ထားနိုင်တဲ့အနေအထားတစ်ခုလည်းကျွန်တော်တွေ့ရအောင်အဲ့တော့တောင်ခမ်းမှာငကူတော့ကတော့ဒါ PDF တွေရောဘာတွေရောတော်တော်လေးကို TNL လေးရလဲဟောဖြစ်တယ်အဲ့တော့ TNL ရဲ့စစ်ကစားပုံကိုကျွန်တော်ဒီမှာကောင်းကောင်းလေးကိုကြည့်ရအောင်ပြောမယ်ဆိုအာသူတို့ရှေ့မှာတိုက်ခဲ့တဲ့ဟိုကြောင်မဲတို့နောင်ချိုတို့တီဘောတို့ပေါ့နော်အဲ့ဘက်မှာတိုက်ခဲ့တဲ့ဥစ္စာတွေထက်ကိုအပေါ်တော့တောင်ခိုင်းအခုလောတဲ့စီအခြေအနေကအပေါ်တော့နှစ်ဖက်အတွက်ခေါင်းခဲတဲ့ဟာစီရေးပြူဟာအပေါ်တော့ ဟိုကျွဲဝါတဲ့သူကနိုင်မဲ့အခြေအနေလို့ကျွန်တော်ပြောလို့ရအဲ့တော့ပြောမယ်ဆိုရှင်းလင်းစင်ပေပြီမှာကျွန်တော်ခလာခလာပဲစိတ်တက်ကအရင်အရေးကြီးတယ်ပေါ့အဲ့တော့နှစ်ဖက်လုံးရဲ့တက်တွေကပြောမယ်ဆိုစစ်ပန်းနေတဲ့အနေထားရှိတယ်အာစစ်တက်ဘက်ကလည်းစစ်ပန်းနေတယ်ဆိုတဲ့ဥစ္စာကသူတို့စစ်မှုတန်းအင်အားတွေနဲ့ဖြည့်တော်လဲစစ်ရေးအတွေ့အကြုံမကျွဲဝါတဲ့သူတွေဖြစ်တဲ့အတွက်အာဒီအင်အားတွေကနေပြီးတော့သူတို့လိုချင်တဲ့စီးပြူအားတစ်ခုကိုလည်းကျွန်တော်တို့ရှောက်မှာမဟုတ်ဘူးတစ်ဖက်မှာလည်း DNA အနေနဲ့လည်းရှိခဲ့တဲ့မျိုးတွေ ဟိုမှာတင်ခဲ့တဲ့မြို့တွေကိုတို့ရအုပ်ချုပ်ရေးတွေတခြားစာရင်နဲ့ပြန်ဟိုဖြစ်နေတယ်။နောက်ပြီး PDF ကူပေါင်းတက်တွေကလည်းတချို့တက်တွေကလည်းအဲ့နေရာကနေပြီးတော့တခြားနေရာတွေကိုရွှေ့ပြောင်းရတဲ့အခြေအနေတွေရှိတယ်။အဲ့တော့ကြတော့ပြောမယ်ဆိုရင် TNL ဘက်ကလည်းဒီတောင်ခမ်းရဲ့စီရေးအခြေအနေမှာအရေးပါနေတဲ့အခြေအနေတခုမရှိဘူးဆိုတာတော့ကျွန်တော်တို့လက်တွေ့ကြကြယုံပါမယ်။အဲ့တော့ဒီတောင်ခမ်းနေပြီဒီအရေးကြီးတယ်။အဲ့တော့ TNL နေနဲ့ TNL ရဲ့ခေါင်းဆောင်တွေအနေနဲ့ဒီတောင်ခမ်းနယ်မြေကိုလက်လွှတ်လိုက်မယ်ဆိုရင်ဆုတ်ခွာရမယ်ဆိုရင်အဲသူတို့အတွက်လည်းသူတို့တိမ့်ပိုက်ထိန်းချုပ်ထားတဲ့နယ်မြေကိုနယ်မြေတွေကိုစစ်တပ်ရဲ့စစ်ဦးဟာကျွန်လာနိုင်တဲ့အနေအထားတစ်ခုရှိတယ်။စစ်တပ်ကလည်းအဲ့ဒီနေရာမှာရပြီဆိုရင်တော့ရက်မှာမဟုတ်ဘူးရှစ်ဆက်တိုးမဲ့အနေအထားတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်။ဒါကြောင့်မလို့ဒီတောင်ခမ်းနယ်မြေဟာမီဒီယာပေါ်တွေမှာအကျွန်တော်တို့အရန်ကြီးလူလူကတိတ်စိတ်မှွင်စားပေမဲ့အပြောမယ်ဆိုရင် TNL နဲ့စစ်တပ်ဘက်အတွက်တော့တော်တော်လေးကို ဟိုဘာလဲနှစ်ဖက်အာစိတ်ဝင်စားရမယ့်နေမီတစ်ခုလို့ကျွန်တော်ပြောလို့ရအဲ့တော့တောင်ခမ်းရဲ့အခြေအနေကိုကျွန်တော်တို့ဟိုဘာလဲဟိုစစ်တပ်ဘက်ကနေပြီးတော့ဘယ်လိုအသုံးချနေလဲကျွန်တော်ကအခုအကိုပြောရတဲ့နေရာမှာပေါ့နော်အာတောင်ခမ်းကဒီဟိုသူတို့ကအာနေမီတစ်ခုကိုတိမ့်ပိုက်ရရှိတာမဟုတ်ပြောရမယ်ဆိုစစ်တပ်ကတောင်ခမ်းမှာပေါ့နော်ဟိုတံပြန်ထိုးစစ်ကိုသူတို့အနေနဲ့ပြန်ပြီးဥတည်နေတယ် အခုတံပြန်ထိုးစစ်ကသူတို့အတွက်အခြေအနေကောင်းလားဆိုကောင်းနေတဲ့အနေအထားတစ်ခုရှိတယ်။ဘာလို့လဲဆိုတော့လက်နက်တွေဘုံးတီးတွေအကြီးအကျယ်အသုံးပြီးတော့ကိုသူတို့အနေနဲ့အသုံးချနေတဲ့အနေအထားတစ်ခုဖြစ်တဲ့အတွက်သူတို့အတွက်အောင်ပွဲဆိုတဲ့အဥ္စာကိုဟိုမမြင်ရတာကြာတဲ့စစ်တပ်တစ်ခုအတွက်ဟောတော့ဟိုအောင်ပွဲတည်တည်လေးတွေကိုဟိုသူတို့ရဲ့ဝါးလားဖြန့်ချီရဲ့လက်နက်တစ်ခုအဖြစ်သူတို့စစ်တပ်တွင်ကောသူတို့ဒီထောက်ခံသူတွေအတွင်းမှာပါပြန်ပြီးတော့ဝါးလားဖြန့်ချီတစ်ခုအဖြစ်ပြန်ပြီးတော့ တင်းလာတာဟိုဟောမလို့အတုံးပြူလာတာကိုကျွန်တော်တွေ့ရအဲ့ဗီဒီယိုထဲမှာဆိုရင်ပြောမယ်ဆိုဟောပေါ့နော်အာအခုနောက်ပိုင်းဆိုရင်အရင်တော့ဆိုရင်တက်တက်တက်ရဲ့အာနောက်တန်းပြန်ဝင်ပုံကအဲ့လောက်ထိဟိုသူတို့ဟိုဟောပေါ့နော်လူမများဘူးအဲ့လောက်ထိအတုံးမချနိုင်အခုကကျွန်တော်ထင်တယ်အတက်အတက်နားကဟိုဘာတခြားသူတွေကိုပါဆွဲခေါ်ပြီးတော့သူတက်ထောက်ခံသူတွေရောဘာတွေရောအကုန်လုံးကိုဆွဲခေါ်ပြီးတော့ဒီဥစ္စာတစ်ခုကိုပုံရိပ်တစ်ခုဖြစ် ဘောလုံးဝါးဖြန့်ချင်မှုတစ်ခုဖြစ်ရရှိအောင်ဒီဗီဒီယိုကိုလုတ်ထားတယ်လို့ကျွန်တော်တို့ကယူဆအဲ့တော့ဒီဥစ္စာကသူတို့ကြားထဲမှာရောသူတို့ရဲ့ lobby တွေချားမှာရောဒါကအာဒီလိုတော့လုံလိုက်နိုင်ပြီ TNL ရောဘာဖြစ်နေပြီဆို TNL ကလည်းကိုယ်လည်းပြောအမှသူတို့မှလည်းဆုံးရှုံးမှုတွေရှိတယ်သူတက်သားတွေအဲကြာဆုံးမှုတွေဘာညာတွေ TNL ကလည်းရှိတယ်စစ်တပ်ဘက်မှလည်းအများကြီးရှိတယ်အဲ့တော့ပြောမယ်ဆိုရင်အဲ့လိုအခြေအနေကနေပြီးတော့စစ်တပ်ကဘာသာဖြန့်ချီရေးကနေပြီးတော့ TNL ဘက်ကို စီရရောစိတ်တည်းရရောအပါသီးရဖို့ကိုကောင်းကောင်းကြိုးစားနေရလို့ကျွန်တော်ပြောလို့ရတယ်။ဟုတ်တယ်။ DNL နေနေလည်းစစ်တပ်နဲ့ဆက်ပြီးတော့နိုင်ငံရေးရဆွေးနွေးဖို့ဘာညာဆိုပြီးတော့အခုချိန်ကဟိုတော့နိုင်ငံဆွေးနွေးပွဲဆက်လုပ်ဖို့ပေါ့နော်။နောက်တစ်ချိန်ထပ်လုပ်ဖို့ဆိုပြီးတော့ပြောနေတဲ့ဇာတ်တွေလည်းကျွန်တော်ကြားရတယ်။ April May May လောက် May လောက်ဆိုရင်တို့အနေနဲ့ဆွေးနွေးပွဲနောက်တစ်ခုထပ်လုပ်မယ်လို့ပြောနေတဲ့အတန်တွေကြတော့တောင်ခမ်းရဲ့လက်ရှိအခြေအနေကအဆွေးနွေးပွဲမတိုင်ခင် DNL အနေနဲ့တောင်ခမ်းကိုအပီးတိုင်တိမ့်ပတ်ရရှိနိုင်မလားစစ်တပ်ကပဲ အဘောနော်တောင်ခမ်းကနေတဆင်ဆက်ပြီးတော့စီဦးကျုံသွားမလားဆိုတာကိုတော့ကျွန်တော်တို့တေချာချာလေးစောင့်ကြည့်ရမယ်အဲ့တော့ပြောရမယ်ဆိုတော့တောင်ခမ်းအာပြန်ပေးရခြင်းဒီအတောင်တောင်ခမ်းပြန်ပေးလိုက်ရမယ်ဆိုရင် DNL အတွက်ကောအသူနဲ့ပူပေါင်း PDF တွေရောဘာတွေရောအကုန်လုံးအတွက်ဘောနော်နည်းနည်းလေးစိတ်တက်အင်အားရအာ short ကျသွားနိုင်တဲ့အနေအထားတစ်ခုရှိရအတွက်ဒီဥစ္စာကိုတော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့တောင်ခမ်းကိုစစ်တပ်ရဲ့လက်ရှိတံပြန်ထိုးစစ်ကို ပြန်ချိန်မုန်းဖို့ TNL ဘက်ကနေပြီးတော့တေချာလေးအားထုတ်နေခြင်းနဲ့နိုင်ငံရေးဆွေးနွေးပွဲပါညာဆိုတာဟာ TNL ရဲ့အစီရီတိုးတက်နေတဲ့အခြေအနေတစ်ခုကိုအဘောတော့တားဆီးဖို့အတွက်လုံရင်းနဲ့သူတို့အနေနဲ့တံပြန်ထိုးစစ်ကနေတဲ့ဆင်း TNL ကိုပြန်ပြီးအရှိုက်ပြန်မထိုးခံရပါသေးတယ်လို့ပဲကျွန်တော်ကတော့နည်းနည်းလေးဘောတော့စိုးရိမ်စိမ်နဲ့ပူပန်မိတယ်ဗျဆိုတော့လက်ထောက်ပြောသွားတဲ့ဒိုင်းရတစ်ခုရောက်ဆိုလို့ရှိရင်တော့ဒီတော်ခန်းရဲ့အခြေအနေက ဟိုထင်တော့တော့လွယ်ဘူးဒါအစားဝင်းမှာတော့ဒါတောင်ကန်းကိုတော့မလုပ်လိုက်ဘူးညှော်လင်းနေတယ်ပေါ့နော်ဒါပေမဲ့ဘာမြင်ရလဲဆိုတော့ဒီတောင်ကန်းကြောက်သွားပြီဆိုပြင်ဦးနေတောက်ရှော့ဘူးကြီးပေါ်ကြီးတမန်လေးထိသွားမယ်ဆိုပြီးအနေသားတစ်ခုကိုစစ်တက်ကလည်းမြင်လိုက်တယ်ဘာလို့ကတောင်ဒီပြင်ဦးနေမှာလည်းတကယ်ကမှသူစစ်တက်ရဲ့အခိုင်မှာဆိုတော့ဒီကျောင်းကြီးရှိရာတွေဒါဓာတ်ကြီးရှိရတဲ့ကြောင့်သူကလည်းဒါကိုအတက်ကုန်မိကုန်ရကုန်ကိုချနေရတယ်မြင်ရတယ်ဆိုတော့အဲ့ဒီမှာနောက်တစ်ခုကဒါပြောနေတာဒီတောင်ကန်းကဒါတောင်ကန်းတပိုင်းပေါ့ဒါဒီကအနေတောင်ကန်းတပိုင်းဒါပေမဲ့စစ်ကဖြစ်နေကြတနိုင်ငံလုံးဖြစ်နေတာ တခိုင်မှာလည်းဖြစ်တယ်ဟိုဘက်ကချင်မှာလည်းဖြစ်တယ်နော်တောက်လျှောက်ဖြစ်တယ်ဟိုအောက်ပိုင်းကြီးဆိုလည်းဖြစ်တာပဲကျုံးနေရတယ်ဒါပေမဲ့အမဘာမြင်ရလဲဆိုလို့ရှိရင်ဒီစစ်တပ်လော်ဘီတွေကသူတို့ကဒီတောင်ကန်းတစ်ခုပဲကျွဲနေတာတောင်ကန်းတစ်ခုပဲကျွဲနေတာတကယ်တမ်းကျတော့ဂျန်တဲ့နေရာတွေမှာလည်းသူတို့ကစုံစုံထားဆင်းပြေစုံစုံထားဆဲပဲငကူသူတို့ပြီးလဲရတဲ့နေပြည်တော်ကငကူတိုင်းပဲသူတို့ပြန်ပြီးတော့ပြန်သိမ်းသွားနိုင်တာမရှိဘူးတော့ချင်းမှာဆိုလို့ရှိရင်လည်းလှုပ်နေပြီချင်းမှာရှိလက်ကြံတပ်တွေလှုပ်နေပြီဘောလေလက်ရတော့ ဒါပေမဲ့အဲ့ဒါတွေကောင်းနေမပြောဘူးနဲ့ဒီတောင်ကန်သူတို့နိုင်တာတဲ့ဒိုင်ရတဲ့ဆိုသူနည်းနည်းလေးအားသာတယ်လို့ထင်တဲ့အရာလေးကိုသူကလည်းကွက်ပြီးတော့လောနေတာဆိုတော့ဒါကိုမင်းရတယ်ဆိုတော့အဲ့ဒီမှာကျန်တဲ့ဒီတခြားဒီတအိနဲ့ပတ်သက်ပြီးတော့ဒီစည်ရင်အမြင်ရောလက်ရှိဖြစ်နေတဲ့အနေအထားတစ်ခုမှာတော့လက်ထောက်ဘာဘလို့မြင်တာတွေရှိတယ်ဘယ်ဘာတွေထပ်ပြီးကြားမိတာတွေရှိဘလို့ဘလို့ကို sorry ကျွန်တော်က line နေနေလက်လက်သွားလို့ဘာလို့ရှိဒီစည်ရင်နဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ကွာ လက်ရှိစီးရင်းနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်အခုဒါဒီတောင်ခမ်းတစ်ခုတည်းမဟုတ်ဘူးကျွန်တဲ့ဒေသတွေမှာလည်းဖြစ်တယ်တော့ကချင်မှာလည်းဖြစ်တယ်ရခိုင်မှာဆိုလို့ရှိရင်တောက်ဖြူစစ်တွေတွေထပ်ပြီးတိုက်နေနော်ဆိုတော့ဒါပေမဲ့အဲ့ဒီဘက်ကတည်င်းနေဘူးကြတော့စစ်တပ်လော်ဘီကတိတ်မလော်ဘူးဘလော်တွေတောင်ခမ်းတစ်ခုတည်းကိုပဲကွဲပြီးသူကလော်ရတယ်ဆိုတော့ဒီကျန်တဲ့နေရာတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီစစ်ပွဲတွေမှာစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့တောင်ကဘလို့မြင်လဲဘလို့အမြင်ရှိတယ်ဘလို့မျိုးဒါဒီစစ်တပ်အနေထားကဘလို့မျိုးဖြစ်နေလဲစသဖြင့်ပေါ့ ဲ့တော့ဟိုဟာလေအာဘယ်လိုပြောမလဲအခုံးစားခြင်းတော့လေမရှိရှိတော့ကြံဖန်ပြီးတော့ခုံးစားရတဲ့အချိန်တွေတခုလို့ကျွန်တော်ပြောလို့ရတကယ်တမ်းကျတော့နေရာတိုင်းမှာအချခံနေရတာဗျာနေရာတိုင်းမှာအချခံနေရအဲ့တော့တော်လိုင်းတက်တွေဘက်ကလည်းချိန်ွားလာတဲ့အာနှစ်တစ်နှစ်ဖြစ်တယ်ဒီနှစ်ကအဲ့တော့အာ အဲ့လိုပဲနေရာသုံးနေရာသုံးမှာလည်းအတိုက်ပွဲတွေဖြစ်နေနောက်ဆုံး ARR မှာ၄မျက်နှာအထိပါကျွန်တော်တို့တိုက်ပွဲတန်တွေကြားလာပြီအဲ့ဒါဒေတာကန်တွေလို့ရှောင်ရရပြီဟုတ်ပြောချင်တာအဲ့ဘောလို့ကွက်ကွက်လေးကနေပြီးတော့ဒီကောင်တွေက Alpha ဆောင်တရင်ကြီးတစ်ခုဖြစ်ပြန်ယူပြီးတော့ဒီကောင်တွေက အကြီးကျယ်အောင်ပွဲခံနေကြပါဘောနော်အဲ့တော့ပြောမယ်ဆိုအာကျွန်တော်ကခုနကရရှိမှာပြောရဲအာစိုးရိမ်မိတဲ့စိတ်တစ်ခုတော့ရှိတယ်ဒါပေမဲ့ TNL ကလည်းလွယ်လွယ်လေးနဲ့ဗျာဒီအနေမျိုးအများကြီးကိုပြန်ပေးနိုင်မှုပြန်ရနိုင်မှုဟောဘောနော်ပြန်ပေးရမယ်ဆိုပြန်ပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့တို့ကလည်းဟိုဖြစ်မှာမဟုတ်တို့ကလည်းခံစစ်ကိုတေချာပြင်ဆင်မှာပဲအဲ့တော့ပြောချင်တာကဟိုဘောနော်ဟိုဟိုတောင်ခန်းကစစ်တပ်ရဲ့အလှည့်ပြောင်းကြီးတစ်ခုကိုယူဆောင်ပေးသွားနိုင်မဲ့အခြေအနေတစ်ခုတော့မရှိဘူး။အာဒါပေမဲ့သူတို့က အဲ့ကနေပြီးတော့စစ်တပ်ရဲ့အလှည့်တောင်းကြီးတစ်ခုကိုဖြစ်အောင်လုပ်ချင်နေတဲ့ပုံစံတစ်ခုလို့ကျွန်တော်ပြောလိုက်တာ။ဒါပေမဲ့အဲ့ဥစ္စာကဟိုပေါ့နော်တခြားအချိန်မှာဆိုရင်တော့ရမယ်။ဒီဒီတော်လိုင်းစပြီးရဲ့အချိန်မှာစစ်တပ်အနေနဲ့ဒီအဲ့လိုအချိန်မျိုးလုံးဝဖန်တီးနိုင်ဝင်သူတို့မှမရှိတော့ဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့စစ်မျက်နှာတွေမှာအဲ့ပေါ့နော်သူတို့ခံစားနေရတဲ့အခြေအနေတွေက ိုကဘောနော်တိုက်တိုင်းရှုံးနေရတဲ့အခြေအနေတစ်ခုဖြစ်တယ်တိုက်တိုင်းရှုံးစစ်စင်ရင်းတွေကိုပဲစင်နှဲနေရတဲ့အချိန်မှာတိုက်တိုင်းအောင်ဆိုတဲ့စစ်စင်ရေးတော်မှာသူတို့အနေနဲ့နာမည်ပေးလာနိုင်တဲ့အခြေအနေတစ်ခုကိုမရှိဘူးလို့ကျွန်တော်ပြောလို့ရအာကျွန်တော်အာဟို ကျွန်တော်ဒီစစ်တပ်ထဲမှာနေတော့တိုက်တန်းအောင်ဆစ်စင်ရေးဆိုပြီးတော့ကျွန်တော်ဘယ်နေရာထွက်ထွက်တိုက်တန်းအောင်ဆစ်စင်ရေးပဲဆစ်စင်ရေးနေတိုက်တန်းအောင်ပဲဟောတော့စစ်ပွဲရာမရှိဘူးတော့ဒါပေမဲ့အခုမှတော့အဲတိုက်တန်းအောင်ဆစ်စင်ရေးဆိုတော့ကျွန်တော်တခါမှမကြဘူးတော့ဟောတော့စစ်တပ်ဘက်ကလည်းပြီးပေးလိုက်အောင်အောင်စီရလို့ပါညာလို့ပေါ့နော်အဲ့လိုပဲပေးနေတိုက်တန်းအောင်ဆစ်စင်ရေးဆိုတော့စစ်တပ်ဘက်ကမပေးနိုင်တော့ဘူးအဲ့တော့ပြောချင်တာကဘာလဲဆိုဘယ်နေရာမှာပဲဖြစ်နေဖြစ်နေစစ်တပ်ဒီဟောတော့ဟိုဒီတိုက်တန်းအောင်ဆိုတဲ့ပုံစံတစ်ခုရမှာမဟုတ်ပဲလေတိုက်တန်းရှုံမဲ့ဖြစ်နေမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့မှအဓိကလိုအပ်နေရသည်စိတ်ဓာတ် ိုင်းဆိုင်ရာတစ်ခုဖြစ်တယ်စိတ်ဓာတ်ပိုင်းဆိုင်ရာကိုလက်နက်တွေဘလောက်ပဲအသုံးပြုပြုပြန်ပြီးတော့ခေါင်းထောင်လာမယ့်အခြေအနေတစ်ခုကတော့မရှိနိုင်ဘူးဗျာကိုတလားမရှိနိုင်ဘူးဗောနော်ဆိုတော့အဲ့ဒါဒီနောက်ပြောတာတကယ်မှန်တယ်ဘာလို့လဲဆိုတော့သူတို့ဒီစိတ်အင်အားလက်နက်အင်အားတိုးချဲ့ရာကြီးပြုရရင်ထုတ်တာတော့ဆိုပေမဲ့တကယ်တမ်းသူတို့မှာကအဲ့လောက်ကြီးဟိုဘယ်လိုရောလဲစိတ်စိတ်စိတ်အင်အားတော်တော်လေးကိုနည်းတာတော့မြင်ရတယ်ဘာလို့ပြီးခဲ့တဲ့တစ်ခါကသူတို့ဒီ ဖမ်းခံရတဲ့ကောင်တို့ဆိုလို့ရှိရင်ပေါ့တုံတုံနေတာလေတုံနေရသလားဆိုတော့အဲ့ဒါအဲ့ဒါဆိုတော့အဲ့ဒါတွေကတကယ်သူတို့ဘယ်လိုပြောမလဲသူတို့ဟိုဟိုဘယ်လိုပြောမလဲဒီကိုဘက်ကဒီရဲဘော်တွေလို့ PDF တွေလုံပြီးတော့တော့ချမယ်တိုက်မယ်ဆိုပြီးစိတ်မဟုတ်ပဲသူကမဖြစ်မနေမဟုတ်လို့ဒီဝင်လာပြီးတော့ခြေနှမ်းကြောက်လာတဲ့ပြင်သူကတကယ်ကြောက်စိတ်ကဒီကောင်တွေမှာတကယ်ကိုရှိလားမြင်နေရတယ်ဟိုပြီးခဲ့တဲ့ဒီအညာပွဲဆိုလို့ကြည်ဟုတ်လားအဲ့တော့လက်ရှိမှာတော့ဒီကောင်တွေအခုတော့ drone တွေတုံးလာတယ် တော့တိုက်စစ်ဒီတို့ဒီထိုးစစ်မှာတို့ဒီဟိုတနက်အင်အားတွေကောင်းနေပို့ပြီးတော့ကောင်းကောင်းလေးတုံးတာဆိုပေမဲ့လေတကယ်တည်းသူတို့တွေစိတ်သက်ပိုင်းမှာဆိုင်ရမှာတော့တော်တော်လေးကိုနေနေရအောင်တော့နေနေရဆဲပဲအဲ့ဒါတော့လုံးဝရှင်းလို့မရဘူးဆိုတော့ဒီတစ်ခုကတော့ကိုယ်ဒီဘက်မှာတတော်ကိုအားတာတယ်เนาะ Okay ဆိုတော့ဒါဒီနေ့ကတော့ဒါတို့တို့ဒီကိုနှစ်ယောက်ကဒါဒီတောင်ခမ်းနဲ့ပတ်သက်ပြီးရောလက်ရှိဖြစ်နေတဲ့ကျွန်တော်စီရီเนาะစစ်တပ်ဘက်ကနေရောတုံးပြုံတဲ့ဘွာရတွေနဲ့ပတ်သက်ပြီးရောညီမျိုးဆွေးနွေးတာဖြစ်ပါတယ်ဆိုတော့ ညုံးတဲ့တိုင်းကဲဒီအပိတ်လေးပေါ့နော်ဒီတော်လည်းပြည်သူတွေကိုဗာထက်ပြီးတော့ပြောနေတာတွေရှိတယ်အဲ့တော့ဟိုစစ်တပ်ကလည်းဒီ2025ဒီသူတို့ဘက်ကနေပြီးတော့ရွေးကောက်ပွဲအတွက်ဥတည်ပြီးတော့သူတို့ကလည်းဘာလဲနည်းမီအများစုကိုပြန်သိမ်းနိုင်ဖို့အတွက်သူတို့ကလည်းကြိုးစားနေတာတွေ့တယ်နိုင်ငံရေးအရာလည်းသူတို့ကြိုးစားနေတယ်တကယ်လည်းမြေပြင်မှာအကောင့်ထဲဖော်နိုင်ဖို့သူတို့အဲ့လိုဆောင်ကြိုးစားနေတာဒါကကျွန်တော်မလုံးဝမိတ်ထားလို့ရမယ့်အရာလို့ခုပေါ့ကျွန်တော်ပြောဆိုပေါ့စစ်တပ်ကိုအထင်လဲမကြည့်နဲ့အထင်လဲမသိနဲ့အကြားရရနေပြီးတော့ စစ်တပ်ကြီးငါတို့ကိုပြန်ပြီးတော့လှုပ်လာနိုင်တဲ့အခြေအနေတစ်ခုရှိတယ်။ဒါပေမဲ့သူတို့မှငါတို့ကိုပြန်လှုပ်လာနိုင်တဲ့အခြေအနေတစ်ခုကအရင်ကောင်းကွန်တဲ့အခြေအနေတစ်ခုမဟုတ်ဘူးဆိုတာကိုကျွန်တော်တွေးထားတာ။အဲ့တော့ပြောပြောနေတာကဘာလဲဆိုတော့စစ်တပ်ကြီးဒီ2025မှာသူတို့လည်း target ရှိတယ်။သူတို့ target ရှိတယ်ဆိုတော့သူတို့2026ကျရင်အာသူတို့ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့မင်းမင်းအောင်လိုက်ဒီအခုရုရှားခီးစဉ်မှာအာသူတို့ရဲ့အာဒီပေါ့နော်ဒီဘာမောတွေဘက်ကိုပေါ့နော်အာ ဟိုဘယ်လိုပြောလဲအပြုံးပန်းတွေဝေးစားသွားတယ်ပေါ့ဗျာတလားဟိုမตาပြုံးတွေပြုံးပြီးတော့ပေါ့နော်ဟိုပေါ့နော်ခေါင်းရမ်းပန်းတွေပြေဆောင်လာပြီးတော့အဲ့လိုမျိုးလှုပ်လာတဲ့အခြေအနေတခုတော့ရှိတယ်ပေါ့နော်အာငါတို့ကတော့ဘယ်လိုအောင်မြင်လာတာပါပြောရမယ်ဆိုခရိုနီတွေအများကြီးကခေါ်သွားပြီးတော့ပေါ့နော်အာဟိုဟိုဟိုနေမြေတွေရောင်းစားခဲ့ဒီနေမြေထိုးပေးခဲ့တယ်လက်နက်ခဲရန်ကစပြီးတော့အကုန်လုံးကိုလှုပ်လာတဲ့အနေအထားတခုရှိတယ်နောက်ပြီးတော့ အဲဒီရုရှားအတွက်လည်းသူတို့ရဲ့လက်နက်ခဲယံတွေဘာညာတွေအဲဥစားတွေအတွက်လည်းလှုပ်လာတာတော့နောက်ဆုံးရုရှားကိုဟလာဘာလုံငန်းညာလုံငန်းမှာပြီးမယ်ဆိုရင်အခြေအနေတခုတွေဒီလှုပ်လာတာကြီးကျွန်တော်တွေ့ရတယ်တရုတ်စီကလည်းအဲသူတို့အထောက်ပံ့အကူအညီတွေရထားတာတွေလည်းရှိတယ်။ဟုတ်ပြောချင်တာကအာကျွန်တော်တို့ဘက်ကလည်း2025ကို target တစ်ခုထားတယ်။အဲ့တော့ target တစ်ခုထားတယ်ဒီ target ကိုလည်း account ထဲပို့ဖို့အတွက်နေရာအသီးသီးမှာသူ့ဘောက်သူကြိုးစားတယ်။တေချာတစ်ခုကတော့ကျွန်တော်တို့တော်လည်းရ EO EO နဲ့သွားလို့မရတဲ့အခြေအနေတခုကိုကျွန်တော်ရောက်နေပြီ။သုံးပြချက်တွေပြတ်သားမှရအောင် ။ငါတို့တော့အာခဏလေးငါတို့တော့သူတို့နဲ့စကားပြောမယ်ခဏရပ်ထားမယ်ပြီးမှပြန်တိုက်မယ်ဆိုတဲ့အခြေအနေတခုမဟုတ်ပါနဲ့။စစ်တပ်ကိုမိမိနဲ့တက်ဆိုင်တဲ့နေမြေတွေကနေအပီးပိုင်မောင်းထုတ်နိုင်တဲ့အခြေအနေတွေရောက်အောင်ကျွန်တော်တို့မရရောက်နေရာတိုင်းကနေတွုံးပို့ရမယ်။နှစ်တစ်နှစ်လို့တော့ကျွန်တော်မြင်တယ်။ဟောဒီနှစ်တည်ကျွန်တော်တို့နှစ်တိုင်းနှစ်တိုင်းအရေးကြီးခဲ့တယ်2021လည်းအရေးကြီး2022လည်းအရေးကြီး2023လည်းအရေးကြီး2024လည်းအရေးကြီးတယ်2025လည်းအရေးကြီးတယ်ဒါပေမဲ့ ဥပမာကျွန်တော်တို့ဒီ2025ပို့ပို့ပြီးတော့တစ်နှစ်ပြီးတစ်နှစ်ပို့ပို့အားထုတ်လာရမယ်ကျွန်တော်တို့ဟိုဟာဘယ်လိုဟိုလိုအပ်မှုတွေကိုရှားသလောက်ပြင်ပြီးတော့ရှေ့ကိုမရောက်ရအောင်ခြိတက်မှရမယ်စစ်တပ်ကိုတိုက်ကိုတိုက်မယ်ငါတို့ဒီစစ်တပ်ကိုဟိုကတော့အချိန်ပေးလို့မရဘူးအလက်ပေးလို့မရဘူးဆိုတော့စိတ်တစ်ခုနဲ့စစ်တပ်ကိုအမြင့်ပြတ်တိုက်မှရမယ်အချိန်တွေတခုလို့တော့ကျွန်တော်ကတော့မြင်တယ်အဲ့တော့အာတတိလဲထားရမယ်စစ်မြေပြင်တွေမှာပို့ပြီးလဲကြမ်းတမ်းလာမယ်စစ်တပ်ကလည်းပို့ပြီးတော့ကြမ်းကြမ်းတမ်းတမ်းစစ်မြေပြင်တွေမှာ အာဘောနော်ဟိုပြန်ပြီးတော့ဆင်နွှဲမဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့အခုတွေ့နေရပြီဖြစ်တဲ့အတွက်အာကျွန်တော်တို့ရဲ့တော်လိုင်းတက်တွေအတွက်ကတော့ခက်ခဲမဲ့နှစ်တစ်နှစ်ဖြစ်သလိုတာဂက်တွေကိုထိရောက်အောင်အကောင့်ထဲပေါ်ရင်လည်းပေါ်နိုင်မဲ့နှစ်တစ်နှစ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ပြည်သူတွေကလည်းငါတို့ဘယ်နာကနေပြီးတော့ငါတို့လှုပ်ပေးနိုင်မလဲဘယ်နာကနေငါတို့ဘာလှုပ်ပေးနိုင်မလဲဆိုတဲ့အရာတခုအငဲတန်းတွေးပြီးတော့တော်လိုင်းကိုအာရုံစိုက်ပါတော်လိုင်းရဲ့အခြေအနေကရုပ်ချီးပြောင်းလဲသွားနိုင် ပြောင်းလဲသွားရင်လည်းသွားနိုင်တယ်အခြေအနေတွေအများကြီးကိုဖြစ်နေတဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘယ်ယာမှတော့ကြိုတင်ခံမလို့မရဘူးအာလှုပ်ချင်တဲ့လှုပ်သွားနိုင်တယ်ဖြစ်ချင်တဲ့ဖြစ်သွားနိုင်တယ်အောင်နေတဲ့အောင်သွားနိုင်တယ်ပြီးရင်လည်းပြီးသွားနိုင်တယ်ရှုံးလည်းရှုံးသွားနိုင်တယ်ဒါပေမဲ့တရားတို့ကကျွန်တော်ဘယ်တော့ခါမှတော့ရှုံးမှာမဟုတ်ဘူးဟိုပါတော့ကျွန်တော်တို့ရဲ့စိတ်ဟာအဆုံးစွန်ထိသုံးဖြတ်သားပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာအောင်ပွဲကိုမရရောက်အောင်ခြိတက်နိုင်မယ်အခြေအနေတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ပြည်သူတွေအနေနဲ့မိမိတို့ရဲ့ဟိုတော့ဟို က်ဆိုင်ရာဟာဘောလုံးတော်နိုင်ရေးတက်တွေဟာဘောလုံးကျွန်တော်တို့အတွက်တိုက်ပွဲဝင်နေတဲ့သူတွေကိုတက်နိုင်တဲ့နေရာကကူညီကြပါထောက်ပံ့ကြပါအားပေးချပါလို့ပဲကျွန်တော်ကဒီနေရာကပြောရင်းနဲ့ကျွန်တော်ညီကိုနှစ်ယောက်ရဲ့တော်ဝေးလေးအစီအစဉ်ကိုဒီမှာပဲညှန်းသားခြင်းပါလေဗျအားလုံးကျေးဇူးတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ